ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ break break ချောင်းလုံးဤနှမျိုးကိုပြန်တင်ပြတော့မှာဖြစ်ပါတယ်ဗောနော်ကနန်းသုံးလုံးပေါင်းရှင်း break ဖြစ်ပါတယ်ခင်ဗျာကနန်းသုံးလုံးပေါင်းရှင်း break ဗောနော်ကျွန်တော်တို့ဒီနံပါတ်16 19 20နဲ့စတာဖြစ်ပါတယ်ဗောနော်ဒီ2025ဗောနော်နေ့ဥကနေစာပြီးပြပြီးတောင်းမယ်ဗောနော် အဲ့မှာတော့ကျွန်တော်ခွန်ခွန်ကို900ပါနော်900ပြည်ပြန်နေစာပြီးလေ့လာကြည့်အောင်ဒီ2359 3ညအဲ့ဒီပရိချောင်းလုံးထက်ကနောက်ထပ်တစ်ကြိမ်မှာကျွန်တော်ခွန်3ည3ညဆိုပြီးဖြစ်ပါတယ်ပါနော်ဒါကြောင့်မို့ခွန်ရဲ့3ညရဲ့3ညရဲ့အဲ့ဒီကနန်း3လုံးပေါင်းရှင်းက9ပရိဖြစ်ပါတယ်တပန်ဒီ900ဆိုရတဲ့အတွက်ကျွန်တော်ဒီ900ကနေဒီနေ့အတိုင်းပဲပေါ့နော်9နဲ့10နဲ့3ညနဲ့10နဲ့6နဲ့10နဲ့9နဲ့အဲ့ဒီကနန်းပေါင်းလိုက်တာပေါ့နော်အဲ့ဒီပေါင်းတဲ့အချိန်မှာ ျွန်တော်၄၅ခွန်9တင်နေပြိဆိုပြီးရတယ်ခင်ဗျာအဲ့ဒီပြိချလုံးထဲကနောက်ထပ်တစ်ကြိမ်ပါဆိုရင်3ခွန်ခွန်ဆိုတဲ့အတွက်ထိတ်နေပြိအဲ့ဒီကနန်း3လုံးပါရှင်9ပြိဖြစ်ပါတယ်โอเคနောက်ထပ်3 4 6 8 3များတင်မှာ6 9လေးဆိုတဲ့အတွက်တင်ပြိပေါ့နော်ကျွန်တော်ဒီမှာပြပြထားတယ်ပေါ့နော်အာရှေကူလေးဆိုရတဲ့5 6 3ဆိုရတဲ့အလေးပရိတ်6 6ခွန်ဆိုရတဲ့တိပရိတ်2 2ခွန်ဆိုရတဲ့ ၃ရှစ်ရှစ်ဆိုတဲ့အတွက်ကို၃တုံညာကိုဆိုတဲ့အတွက်အနည်းပရိပေါ့နော်၃ငါးနှစ်ဆိုတဲ့အတွက်တုံညာပရိ၃ခုနှစ်က၄ပရိနေလေးလျှောက်ကနေပရိ၃နှစ်လေးကဒီမှာ၉ပရိပေါ့နော်ရှင်းငါးနှစ်က၅ပရိဆိုပြီးဖြစ်ပါတယ်โอเคပြီးတော့ရှစ်လျှောက်ငါးမှာ၉ပရိ၃ငါးလျှောက်မှာ၄ပရိ၆လေးလျှောက်မှာဆိုရင်၃လုံးပါရှင်း၆ပရိပေါ့နော်၉ခွန်ရှင်းမှာ၄ပရိ၆၉လျှောက်မှာဆိုရင်၁ပရိပေါ့နော်အဲ၈၉ရှင်းမှာဆိုရင်၅ပရိ၃လေးငါးမှာဆိုရင်၃ညာပရိဆိုပြီးတော့ အကျဉ်းအဖြစ်ကျွန်တော်တို့နံပါတ်39အကျဉ်းအထိရှိသွားပြီပေါ့နော်။ Okay တင်းလေးငါပြီးတော့နောက်ထပ်ကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်။ Okay ကျွန်တော်ဒီမှာထပ်ဖြည့်ပေးထားတယ်ပေါ့နော်။ကျွန်တော်ဒီ9ရှောင်းရှစ်တော့များနေ3ပရိထက်ကတင်းလေးငါဆိုတဲ့အတွက်တုံညာပရိဖြစ်ပါတယ်။ကျွန်တော်ပြခရစ်ပတ်မှာနေ3 9 9တုံများပြိဆိုပြီးတော့အဲ့ဒီပြိရှောင်းလုံးထဲကပါနော်ကျွန်တော်တင်လင်း9ပြီးတော့နောက်ထပ်တစ်ချိန်မှာနေ9နေဖြစ်ပါတယ်ခင်ဗျာနေ9နေဆိုတဲ့အတွက်ကြောင့်မို့အပေါင်းရှင်က ကိုပရိဖြစ်ပါတယ်ပေါ့နော်။နေနဲ့နှစ်ပေါင်းနာလေလေးနဲ့၅ပေါင်းရှင်းကကိုဆိုတဲ့အတွက်ကျွန်တော်တို့ဒီမှာကိုပရိဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီတပတ်မှာကျတော့လေးရှောင်းတိပေါ့နော်လေးရှောင်းတိနေ၅နေဖြစ်ပါတယ်။ပြီးရင်နေနေပြီးတော့ဒီမှာ၆၅၅၃၈ဖြစ်ပါတယ်။၃၈ပြီးတော့၁၃ခွန်း၉၉၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ တော့ကျွန်တော်ဒီမှာငားနဲ့ရှင်နဲ့ပေါင်းတဲ့အတွက်ကြောင့်မို့ဒီရှောင်းနဲ့တင်းနဲ့မှာကြင်စီပါတော့ဒီငားမှာဆိုတဲ့အတွက်ဒီနင်းမှာကြင်စီဖြစ်ပါတယ်သုံးမြမှာဆိုတဲ့အတွက်ဒီငားမှာဖြစ်ပါတယ်နင်းနဲ့သုံးနဲ့တကြင်စီဆိုတဲ့အတွက်ဒီကိုကိုမှာတကြင်စီကိုကျွန်တော်ကိုနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာရှောင်းနဲ့တက်ပေါင်းတာခွန်ပါတော့ခွန်ကိုဒီနင်းနဲ့ပေါင်းတာကိုဆိုပြီးဖြစ်ပါတယ်နောက်ထပ်ဒီမှာငားကတကြင်ဖြစ်ပါတယ် 9နှစ်ကြိမ်18ပေါ့နော်ပြီးရင်ကျွန်တော်ဒီ9နှစ်ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီ9နှစ်9ပေါင်းတာ18ပေါ့နော်99ပေါင်းတာ18 18နှစ်18ပေါင်းတာ16 6နှစ်5ပေါင်းရှင်းဒီ20နှစ်30ဆိုတဲ့အတွက်တည်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တစ်ကိုတစ်တိုးတာနှစ်ပေါ့နော်နှစ်ကိုနှစ်ပေါင်းတာ၄လေးကိုနစ်ပေါင်းရှင်း6 6ကိုနစ်ပေါင်းတာ8 8ကိုတစ်တိုးတာ9ဆိုပြီးတော့ တင်းနေနေချောက်ရှစ်ကိုပရိသပြီးဖြစ်ပါတယ်ခင်ဗျာ Okay ဒါကကျွန်တော်ပင်ရှိပေါ့နော်ပင်ရှိပရိ6လုံးစုပြီးဖြစ်ပါတယ်ဂျန်နေပရိ၄လုံးမပါဘူးပေါ့နော် Okay ဒါကတော့ကျွန်တော်ပရိနံပါတ်၁စုပြီးဖြစ်ပါတယ်ခင်ဗျာပရိနံပါတ်၁ပေါ့နော် Okay ဆက်ပြီးတော့ကျွန်တော်နောက်ထပ်ပရိနီးနံပါတ်၂ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ โอเคဒါလေးကတော့ကျွန်တော်ပရိနိနံပါတ်2ပေါ့နော်နိနံပါတ်2ကိုကျွန်တော်ကျွန်တော်ကဒီနံပါတ်40နဲ့43 44တိပင်တူလေးပေါ့ပဲပြပေးသွားမယ်ပေါ့နော်စာနေတော့ကျွန်တော်ပြတော့ဘူးပေါ့နော်ဆိုတော့ဒါပရိ6လုံးနိအတ္တိနိနမျိုးကိုဆက်ပြီးလေ့လာကြည့်အောင်ကျွန်တော်ပြခဲ့တဲ့ပတ်မှာဇာတော့ပရိ3လုံးနိနမျိုးလေးတင်ပြထားတယ်ပေါ့နော်တော်တော်ဒီပရိ3လုံးနိတွေကပြတ်သွားခဲ့တဲ့အတွက်ကြောင့်မို့ ဒီတစ်ပတ်မှာကျွန်တော်ပရိချောင်းလုံးနောက်ထပ်နေ့အတစ်တစ်မျိုးကိုတင်ပေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်နံပါတ်40နေကနေစာပြီးနေတာကြည့်အောင်လားခင်ဗျာ၃နှစ်လေးပြီးတော့ရှင်ကနေရှင်ဆောင်က၃၅၆၆လေး၆ပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်တကြိမ်ရှင်းစာပြီးတူတူလေ့လာကြည့်အောင်ကျွန်တော်ဒီ၃နှစ်လေးပေါ့နော်ဒီ၃နှစ်လေးတစ်ချိန်မှာဒီ၄နှစ်ချိန်ရှင်းရှင်းနဲ့၅ပေါင်းရှင်းကဒီမှာ၃ဆိုပြီးပြထားတယ်ပေါ့နော် နေနာချင်းရှင်းရှင်းနာ973ဒီ3နဲ့ဒီ4ပေါနာခွန်ပေါ့နော်9နဲ့ဒီ9နဲ့ပေါနာ74တိ3ချင်း3 73ချင်း24ဒီ3နဲ့ထပ်ပေါနာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်3ခွန်ပေါင်း30စုပြီးဖြစ်ပါတယ်3နဲ့ချင်း6လေးနဲ့ပေါင်း30ဒီမှာ4တလုံးကျန်နေတယ်ပေါ့နော်အဲ့ဒီ4ကိုကျွန်တော်တို့က၄ကိုတိတိုးမယ်ပေါ့နော်၅၅ကိုနှစ်ပေါင်းတာခွန်ခွန်ကိုနှစ်ပေါင်းတာ၉၉ကိုနှစ်ပေါင်းတာ၁၁၁၂ဆိုပြီးဖြစ်ပါတယ် အဲ့မှာမာကနန်းကကျွန်တော်9ခွန်9ဒီပေါ့နော်ဆုံကနန်းက2ရက်4ရက်ဆိုပြီးဖြစ်ပါတယ်အဲ့ဒီ break ရှောင်းလုံးထဲကနောက်ထပ်တစ်ကြိမ်မှာကျွန်တော်15နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာရှင်းနေနေပေါင်း10 15ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ9 break ဖြစ်ပါတယ်ခင်ဗျာဒီရှင်း9နေဆိုတဲ့အတွက်ဖန်ဒီ2ရက်ဒီရှင်း9နေတစ်ကြိမ်အနေထပ်ခါထပ်ပြီးနေမှာကြည့်လေလာကြည့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်၃နဲ့ ခွန်ပေါင်းတစ်စိတ်ဒီ၃နဲ့ဒီ၅နဲ့ပေါင်းတာ၈ဆိုတဲ့အတွက်ကြောင့်မို့၈၉ကိုနှစ်ပေါင်းတာ7တိကိုနှစ်ပေါင်းတာ3 3ကိုနှစ်ပေါင်းတာ5 5ကိုတိပေါင်းတာ6 6 9 3 5 6ပရိမာနောက်ထပ်တစ်ကြိမ်မှာ865ဆိုပြီးဖြစ်ပါတယ်865ဒါဆိုရင်ရှင်းနဲ့6ပေါင်း14 4နဲ့5ပေါင်းရှင်းဒီမှာ9ပရိဆိုပြီးဖြစ်ပါတယ်ဗောနော် နောက်ထပ်တစ်ကြိမ်မှာလည်းကျွန်တော်နှလုံးသွေးပေါင်းထားတယ်ပေါ့နော်9နှစ်ကြိမ်78လေးနဲ့ပေါင်းရင်90နဲ့နှစ်ရှင်းနေငါးပေါင်းတာ73ရှားနေနှစ်ပေါင်းတာ8နှစ်3ကြိမ်ပေါင်း6ဒါ3ပေါ့နော်33ကြိမ်9ဒီ9နဲ့ပေါင်းတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြတော့ဒီနိနေချစ်ပေါင်းရှင်း33နဲ့6ပေါင်း9ဆိုတဲ့အတွက်ဒီ9တုံးချိန်ပေါင်းမယ်ပေါ့နော်9 3ချိန်ပေါင်းတာ20နဲ့ခွန်ရတဲ့အတွက်ခွန်ကိုတိတူတာ8 3 9 4 5ဆိုပြီးဖြစ်ပါလေ နောက်ထပ်တစ်ကြိမ်မှာကျွန်တော်356ဆူပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့9နဲ့6ပေါင်းတာ73 3နဲ့3နဲ့ပေါင်းတာ4ဆိုတဲ့အတွက်4 break 356ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ကြိမ်နံပါတ်40နဲ့5ပေါ့နော်နံပါတ်45မှာကြတော့ကျွန်တော်ဒီ6နဲ့9ပေါင်းမယ်ပေါ့နော်6နဲ့9ပေါင်းတာ55 9နဲ့ကျွန်တော် ဒီနိနေပေါင်းရှင်ကခွန်ခွန်နဲ့၆ပေါင်း73တုံးနဲ့ဒီနိနေပေါင်း900မှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်9ကိုတိတိုးတာ6 6 8 3 9 2 3ပေါ့နော်။အဲ့ဆိုရင်နောက်ထပ်ကြိမ်မှာ646စုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့646အဲ့ဒီကဏ္ဍ၃လုံးပေါင်းရှင်းဒီမှာ6ပြိစုပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်မှာဒီ646ကနေပေါ့နော်။ ရှင်းတဲ့နှစ်ပေါင်းတာက30ဆိုပြီးဖြစ်ပါတယ်9ပေါင်း14 4 5ပေါင်း9ဆိုပြီးအတွက်ကြောင့်မို့ကျွန်တော်9ပေါ့နော်9ကိုတိတိုးတာ30သုံးမြောက်ကိုနှစ်ပေါင်းတာ2နှစ်ကိုနှစ်ပေါင်းတာ4 4ကိုနှစ်ပေါင်း6 6ကိုကြာမှတင်းနှစ်ပေါင်းတာပေါ့နော်ခွန်9သုံးမြောက်နှစ်နှစ်6ခွန်မှာ9ခွန်10ဖြစ်ပါတယ်ခွန်85 9 9ပေါင်း14ဆိုတဲ့အတွက်ဒီမှာ4 break ဖြစ်ပါတယ်ဒီ၃လုံးပေါင်းချင်းဒီ4 break ပေါ့နော် တဖန်ဒီတို့ဒီမှာ၄နဲ့6ပေါင်း30 9နဲ့10ပေါင်းတာ8 9နဲ့9ပေါင်းတာ73ရတဲ့အတွက်ကျွန်တော်3ကို1တိုးတာ4ရှောက်8တောင်ည10ဆိုပြီးဖြစ်သွားမယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ6 9ရှောက်ဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်6 9ရှောက်6နဲ့6ပေါင်းတာ12 2နဲ့9ပေါင်းတာ73ဆိုတဲ့အတွက်တိပရိပေါ့နော်နောက်ထပ်တစ်ကြိမ်နောက်ထပ်ကြိမ်မှာကျွန်တော်ဒီ၄နဲ့၄ပေါင်းတာ၈နဲ့ပေါင်းရင်30ပေါ့နော် လေးနဲ့၅ပေါင်း9နဲ့9ပေါင်းတာ18ဆိုတဲ့အတွက်8ကိုတိတူတာ9ကိုကိုနေနဲ့ထပ်ပေါင်းထားတယ်ပေါ့နော်ကိုနဲ့နေပေါင်း17 3 5 6 okay အဲ့ဒီ branch လုံးမှာနောက်ထပ်တစ်ကြိမ်8 9ဖြစ်ပါတယ်8နဲ့ကြိမ်16ရှောင်းနဲ့9ပေါင်းရှင်းတည်20နဲ့5 5 branch ပေါ့နော် okay ဒါဆိုရင်ဒီကနေစပြီးတော့ကျွန်တော်ဒီလိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ဒီမန္တလေးတစ်ခုပေါင်းမယ်ပေါ့နော်၄နဲ့ချင်း၈၈နဲ့၅ပေါင်းရှင်က73၈၈နဲ့ပေါင်းတာ16၄နဲ့9ပေါင်းတာ73 33ချင်းပေါင်း9 33ချင်းပေါင်းတာ3ပြီးရင်ဒီ6နဲ့ထပ်ပေါင်းမယ်ပေါ့နော်โอเคဒါဆိုရင်ဒီမှာကြတော့ကျွန်တော်ဒီ3 3ကြိမ်ပေါင်း9ပေါ့နော်9နဲ့9ပေါင်းတာ18 8နဲ့6ပေါင်း14 4နဲ့6ပေါင်း30ဆိုတဲ့အတွက်တုံညအရမယ်ပေါ့နော် တောညာကိုတည်တူတာတဲ့တောငါခွန်ခွန်ကိုတည်တူတာရှစ်โอเคအဲ့ဒီပရိန်ရှောင်းလုံးထဲကနောက်ထပ်တစ်ချိန်မှာတင်လင်းငါဆိုပြီးဖြစ်ပါတယ်တင်လင်းငါဆိုတဲ့အတွက်ကနန်းသုံးလုံးပေါင်းရှင်းက30ဆိုတဲ့အတွက်တောညာပရိန်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်နောက်ထပ်တစ်ချိန်မှာကျွန်တော်တို့ဒီငါးနဲ့ချိန်တန်းပေါင်းတာ38ပေါ့နော်ရှင်းရတယ်တင်းနဲ့ငါးပေါင်းတာ6ဒီမှာကျတော့6နဲ့ဒီနှစ်နဲ့ပေါင်းတာ8 နှစ်3ချိန်6 8 3ချိန်20နဲ့လေဒီနှစ်နဲ့ထပ်ပေါင်းနေပါတော့။ဒါဆိုရင်ကျွန်တော်ဒီ၄နဲ့6ပေါင်းရှင်း30နှစ်8နဲ့2ပေါင်း30 8နဲ့6ပေါင်းတာ14ဆိုတဲ့အတွက်ကြောင့်မို့လေးကိုတည်တူးတာက9ကို2ပေါင်းခွန်ခွန်ကို2ပေါင်းတာ9ကို2ပေါင်းတာ17 17၄၅ခု၉တင်းနေပြိထဲကနောက်ထပ်တစ်ကြိမ်ပါ၄၅နှစ်ဆိုပြီးဖြစ်ပါတယ် နှင်း၅နှစ်ဒါကြောင့်မို့အဲ့မှာကနန်း၃လုံးပေါင်းရှင်းသည်ကိုဘရိတ်ဖြစ်ပါတယ်ပင်ရှိပါတော့နံပါတ်50ကျင်းအထိရှိသွားခဲ့ပြီဖြစ်ပါတယ်နံပါတ်50နဲ့1ဗီလေးလာကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ6နှစ်ကြိမ်ဆက်နှစ်ပေါ့နော်နေနဲ့တက်ပေါင်းတာ300မှာဖြစ်ပါတယ်6နှစ်ကြိမ်ဆက်နှစ်နေနဲ့တက်ပေါင်းတာ73ဒီနေနဲ့နှစ်ပေါင်းတာကကျွန်တော်ဒီမှာလေ6နှစ်5ပေါင်းတာက73 3ကြိမ် 3 3ချိန်9ပေါ့နော်ပြီးရင်ဒီ9နဲ့ထပ်ပေါ်มาဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာကျတော့ဒီ10နဲ့9ပေါင်းရှင်း30ဖြစ်ပါတယ်ဒီ9နဲ့ချိန်ပေါင်းတာ18ပေါ့နော်ဒီ3နဲ့ဒီ4ပေါင်းတာကခွန်ဆိုတော့8ခွန်ပေါင်းရှင်း15ရာมาဖြစ်ပါတယ်စံငါဆိုတော့ငါ့ကိုတူတာ6ပေါ့နော်6ကိုနှစ်ပေါင်းတာ8 8ကိုနှစ်ပေါင်း30 3မြောက်ကိုနှစ်ပေါင်းတာ2 2ကိုတူတာ 9683ပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคတော့ကပင်ရှိပါတော့ကျွန်တော်ဒီရှင်းကားနေကနေတကြိမ်ရှင်းပြပေးထားတာဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်မှာတော့9683ညနေ3ပြိဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒါကနီးနံပါတ်နေပါတော့နီးနံပါတ်နေမှာတော့9683ညနေ3အဲ့ဆိုရင်ခုနကဒီကနံပါတ်3မှာကြတော့9683ည3ဆိုတော့ ရှောင်းရှင်းတောင်ညာနေ့သုံးဆိုတော့ကျွန်တော်နေ့ရှောင်းရှင်းစုံပရိသုပြီးဖြစ်နေတယ်ပေါ့နော်ငါရှောင်းဒီမှာကျတော့ကျွန်တော်ငါရှောင်းရှင်းတောင်ညာနေ့သုံးပရိဖြစ်ပါတယ်ငါရှောင်းရှင်းတောင်ညာနေ့သုံးငါရှောင်းရှင်းတောင်ညာနေ့သုံးဆိုတော့ကျွန်တော်ဒီမှာအနေပရိပါနတေပရိမပါဘူးပါနနေပရိပါတယ်လေးပရိမပါဘူး၆ပရိပါတယ်၈ပရိပါတယ်၉ပရိမပါတဲ့အတွက် နေ66 bridge ဆိုပြီးဖြစ်မယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ